ကလေးကပြေးဝင်သွားတယ်မှာအယုတ်ကလေးနဲ့ပြေးဝင်သွားတော့ကျွန်မလိုက်ခေါ်တယ်လိုက်ခေါ်တယ်ကလေးဝင်သွားတော့ဟဲ့တော့လဲဒီတိုင်းနဲ့ဒီတိုင်းနဲ့ကလေးကိုရိုက်ချောင်းဖို့လုပ်တယ်ဟာချွဲတော့ပြန်ဆိုတော့ဒါကဒါကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဟိုမြန်မာနိုင်ငံမှာပဲလူစိတ်မရှိတဲ့အောက်တန်းစားတွေဟိုဘယ်လိုပြောမလဲများနေတယ်ပဲဒါကျွန်တော်တို့ထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့နေတဲ့ထိုင်းနိုင်ငံမှာလည်းအဲ့လိုမျိုးလူစိတ်မရှိတဲ့အောက်တန်းစားတွေအများကြီးပဲဗျာ ဒီဗီဒီယိုဖိုင်ကဒါပြီးခဲ့တဲ့ဒါကျွန်တော်တို့ဒါကြုံမနေ့ကညပေါ့နော်မနေ့ကညဖြစ်ခဲ့တာဒါကျွန်တော်တို့အာကုန်ခုလမ်းမှာပေါ့မဟာချိုင်ပေါ့ထိုင်းနိုင်ငံအဲစမုစကွန်ခရင်ကုန်ခုလမ်းမှာเนาะစံဖန်းနေပေါ့စံဖန်းနေလို့ခေါ်တယ်ကုန်ခုလမ်းမှာပေါ့ဖြစ်ခဲ့တာဆိုတော့ဟိုဖြစ်စဉ်ကဒီဒီဒီထိုးခံရတဲ့အမရဲ့ပေါ့เนาะဒီနှာခေါင်းကိုထိုးခံရတဲ့အမရဲ့ဒီကျွန်တော်တို့အဲ့အမနဲ့ ဒီထိုးလိုက်တဲ့ကောင်ရဲ့မိန်းမနဲ့ကပထမရှေ့ရက်မှာလေးကပြဿနာဖြစ်ထားတာပေါ့နော်ဖြစ်တာဘလို့ဖြစ်တာလဲဆိုတော့ဒီအဲ့ဒီဒီထိုးခံလိုက်ရတဲ့အမရဲ့ဒီခက်လေးရပေါ့နော်ဒီကျွန်တော်တို့အဲ့ဒီကြားလုံးတွေအဲ့လိုမျိုးတွေတဲ့မှာသူတို့အခန်းရှေ့မှာပေါ့ဗျာပြစ်ထားခဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှာအဲ့ဒီထိုးလိုက်တဲ့ကောင်ရဲ့မိန်းမနဲ့အဲ့မှာပြဿနာတက်ထားတာဆိုတော့ဒီမနေ့ကညဘက်မှာဒီခက်လေးကဖြစ်ချင်တော့အဲ့ဒီထိုးလိုက်တဲ့ကောင်ရဲ့ဒီ အခန်းထဲကိုသွားဝင်တယ်။ဝင်တဲ့အချိန်မှာအဲ့ကောင်ကအဲ့ကလေးကိုဂီတာနဲ့ရိုက်ဖို့လုပ်တဲ့အချိန်မှာအဲ့ဒီအမကဝင်ပြီးတော့မှဝင်တောင်းပန်တယ်ပေါ့နော်။ကလေးမို့လို့ပါမသိလို့ပါ။ဒါဒီကလေးက၃နှစ်ကျော်ကျော်ပဲရှိသေးတယ်ကွာ။အဲ့၃နှစ်ကျော်ကျော်ကလေးကပါအသိမှလဲ။ပြောချင်တာကပါလဲဆိုတော့ဒီကလေးကိုမလုပ်ရတော့ဒီကလေးရဲ့မိခင်အဲ့ဒီအမကိုလုပ်လိုက်တယ်ပေါ့ဗျာ။အဲ့ဒီအမကိုလုပ်လိုက်တော့ဒါမိမြင်နဲ့တွေ့တဲ့အတိုင်းပဲဗျာ။ဒီနေ့တွေ့တဲ့အတိုင်းပဲဘလို့ဖြစ်သွားလဲဆိုတော့ဒီနှောင်းယိုးကဒီလိုဖြစ်သွားတယ်ဗျာဆိုတော့အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှလည်းဒီကျွန်တော်တို့ဒီ ဒီကျွန်တော်တို့ဒါဒီမဟာခြိုင်ထဲမှာပေါ့နော်ဒါကျွန်တော်တို့လောသမားကြီးရာတွေအဲလိုက်လို့ပေးနေတဲ့ကျွန်တော်ကိုကိုနေလင်းသူလို့ပေါ့နော်ဒါဒီကိစ္စကိုတို့ဒါဖြည့်ရှင်းထားတဲ့အဲဒါကျွန်တော်တို့ဒီကိစ္စကိုပေါ့နော်ဖြည့်ရှင်းထားတဲ့ဗီဒီယိုဖိုင်လေးဒါကျွန်တော်အားလုံးတူတူကြည့်အောင်ပါဗျာကလေးကငါလာကြီးရဲ့မလောက်တော့ကလေးရှိရှိလေးကလေးကတိရတာမဟုတ်ဘူးကွာကလေးငါလည်းကလေးကြီးရဲ့ငါကလေးရဲ့ကလေးကနားမလည်ဘူးကြောင်ဆိုတော့သူ့ဘက်ဟိုတဲ့နည်းနည်းရက်ပြလိုက်နည်းနည်းရက်ခက်ပြလိုက်ကလေးနဲ့နည်းနည်းရက်ခက်ပြနေသူ့ကိုလောက်လာကြ မင်းလုံးလေမင်းကမနှခေါင်းမချိုးသွားပြီတွေ့လားနော်တို့ပါဘူးဘူးရလည်းထားပါဘာလုံးမရတော့ဘူးမင်းလိုတောင်းဝင်ပါလေမင်းလိုတောင်းဝင်ပါချက်ပြောင်းကြမင်းလိုတောင်းဝင်ပါလေတောင်းအောင်ဟာတေးပိုးနဲ့ရပြီလားရပြီလားမင်းလိုတောင်းဝင်ပါလေမင်းကတော့မင်းနှကောင်းကချိုးမယ်ငါပြောင်းဖို့မယ်အခု तू လောက်ပါလေရလားမရလားမ ဒီကူဆေးရောက်လိုက်ပါဘာလဲ။ဟောကရောက်တယ်လို့လို့ရှိရင်ငါတောင်းငါဘာမှသိမပြောလို့ဘူး။နောက်ခံနေရမယ်။ဟုတ်ပါလား။အဲတောင်းမယ်။ဟုတ်လေအစတည်းကမသိဘူးလားလို့ယောက်ျားအားကြီး။ယောက်ျားကွာဟျောက်။ရှက်စရာကြီး။ငါကလို့ကြည့်လိုက်ငါပြောတာခုံးလို့ရတယ်။တကယ်ခုံးလို့ရတယ်ယောက်ျားကြီး။ဘာမှမပြောဘူး။တားလာတယ်။မသိလား။ အဲ့ဒါတော့ပြည့်လာတော့အဲ့လုံချင်းကြီးတော့ဘာမှမရှိဘူးဘာပြင်းလာမှမရှိဘူးမင်းလုံးလိုက်တာမင်းကလေးငါမင်းကထားတာပဲအင်းလေးကြီးပြရလမန်းလုံးလုံးမထားလိုက်မင်းမေးရကြည့်နေလိုက်ဘာလည်းခံမလို့ရတယ်ဘောဝိုင်းကျော်ရဲဘောဒီကောင်ကမလုံးနဲ့လေဘောဝိုင်းကျော်ရဲဘောဘယ်မှာထိုးမလဲရောက်ချင်းထိုးမလားဘောကဘယ်သူမှမရှိဘူးကျွန်တော်လည်းမရှိဘူးပြန်လာတယ်ဘောတို့တည်းရှိဘောဝိုင်းကျော်ရဲဗီဒီယိုရဲ့မလုံးပြန်မလို့ဘောလားလို့မင်းကတော့ရောက်ချင်းထိုးမလားလက်နာဘောဘယ်လိုရှင်းလဲဘောဘယ်လိုမှမဘူးဘယ်လို ောင်းမင်းတို့လည်းအောင်းဆိုတော့ဒါကတော့ဒါကျွန်တော်အကိုကိုနေလင်းသူတို့ကနေပြီးတော့မှာပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှာဒါကျွန်တော် တို့ဒါ ရှင်းကြတာပေါ့ဗျာဆိုတော့အခုအဲ့ဒီအမကဒီကျွန်တော်နှကောင်းကိုထိုးခံလိုက်ရတယ်နှကောင်းရိုးချိုးသွားတဲ့အမကကိုဆေးကိုရောက်သွားပြီအဲလလုံးဆယ်မှာတော့ဒီနှကောင်းကိုပြန်ပြီးတော့မှခွဲစိတ်မယ်လို့သိရတယ်ပေါ့နော်အဲခွဲစိတ်ခါကလည်းပတ်တသိန်းကျော်လောက်ကြမယ်လို့ပြောတယ်အဲ့ဒီဥစ္စာကိုလည်းဒီအမကိုဒီနှကောင်းကိုထိုးလိုက်တဲ့ကောင်ပေါ့နော်နှကောင်းရိုးချိုးကိုထိုးလိုက်တဲ့ကောင်က ကြခံပေးရမယ်နော်ဆိုတော့အဓိကတော့ဒါကျွန်တော်တို့အချီးတဲ့မှုငွေအောင်ငွေတဲ့မှုပပြောင်းဆိုပြီးတော့မှဒါကျွန်တော်အကူတွေကတော့အတက်နိုင်ဆုံးတော့အဆင်ပြေအောင်တော့ဒါလုပ်ပေးနေတယ်ဆိုတော့ကျွန်တော်ပြောချင်တာကပါလဲဆိုတော့ဒီခလေးဗျာဒီခလေးတယောက်ရဲ့အတိအကျနော်ဒီအိမ်လေးလေးဝင်သွားတယ်လည်းပတ်သက်ပြီးတော့မှဘာလို့ဒီလိုမျိုးတွေဟိုခလေးကိုလုံမရလို့မိဘကိုဘာလို့ဒီလိုလုံရတာ တော့ပြီးွားရင်ကဒီအမဆိုရင်ကဒီကလေးတွေကဒီတုံးလေးကြော်ကြော်ခလေးတွေကသူ့မှာယောက်ျားတည်သွားတာလည်းတစ်နှစ်ကျော်သွားပြီလား เนาะ तू ဘလို့ရက်တီနေရလဲသူတို့ဘွားတွေအစင်ပြောင်ဘလို့လုံနေရလဲဟိုဘလို့ပြောမလဲကိုချင်းစာစိတ်မရှိတာလားဟိုကိုစိတ်နဲ့လိုက်နှိုင်းပြီးတော့မှခလေးတွေကိုဒီလိုမျိုးပေါ်ပြောသိရမလားမချေနှက်တာနဲ့ပဲဘာလို့ခလေးရဲ့မိဘကိုဒီလိုလုံးရတာတော့အင်မတန်အောက်တန်းကြတဲ့အဲလုံရတခုဒါကြီးကအစင်ပြေမနေဘူးပြသိလားပြောချင်တာကပါလဲဆိုတော့ ကိုယ်နိုင်ငံမှာတလောက်စုပ်ပြတ်တက်နေတဲ့အခြေအနေတခုမှသူများနိုင်ငံကိုတက်လာပြီးတော့မှကိုယ့်ရဲ့ဝမ်းစာရေးမိသားစုဝမ်းစာရေးတွေဆိုပြီးတော့မှခက်ခဲပင်ပန်းကြီးစွာအလုပ်လုပ်နေရတဲ့မြန်မာနိုင်ငံသားချင်းချင်းကိုကူညီမယ်စောင့်ရှောက်မှမရှိဘူးဒီလိုမျိုးတွေလိုပါဝါတာကတော့ကျွန်တော်ကတော့လက်မခံဘူးဗျာဆိုတော့အဲ့ဒီကောင်ရဲ့တပ်ပုံလည်းကျွန်တော်ပြထားတယ်ပြထားတယ်ဆိုတာကဒီဗီဒီယိုဖိုင်ကိုကျွန်တော်စေ့ပြီးတော့မှ screen shot ရိုက်ပြီးတော့မှတပ်ပုံပြထားတယ်ပြထားတယ်ဆိုတော့ဘာလို့လဲဒီလိုအောက်တန်းစားတွေနော်ဒီလိုမျိုး ိုချင်းစာစိမ်မရှိတဲ့ကောင်လေဒီထိုင်းနိုင်ငံမှာရှိနေရဆိုတော့သိစေချင်လို့ပါနော်ဒီလောက်ပါပဲနော်အဲ့တော့မြန်မာနိုင်ငံသားတွေလည်း view ဆိုင်ကြပါနော်ထိုင်းနိုင်ငံမှာရှိနေမြန်မာနိုင်ငံသားတွေလည်း view ဆိုင်ကြပါအခြေအနေတွေကအဆင်ပြေနေတာမဟုတ်ဘူးလူရန်ကသိရမလားဟိုတဘာဝဘီရောမင်းအောင်လိုက်မအေးဘေးဒဏ်တွေရောခံနေရတာဆိုတော့အားလုံးပဲအဆင်ပြေအောင်နေကြပါလို့ကျွန်တော်ကဒီနေရာနေပြီးတော့မှာပေါ့နော်စိတ်ချမ်းသာရင်ကိုကြမှာရင်ပြည့်စုံနေကြပါစေတဘာဝဘီရဲ့နေလည်းအမြန်ဆုံးဒါကျွန်တော်တို့ ဒါမြန်မာနိုင်ငံနိုင်ငံသားတွေပေါ့နော်ဒီတန်ဟန်းတွေပြီးတော့အများဆုံးခေးဝဲပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ